ုသိုလ်ကကောင်းကျိုးပေးတယ်အကုသိုလ်ကမကောင်းကျိုးပေးတယ်ဒါမှမဟုတ်အဲ့ဒီအကျိုးတရားကိုနော်မှပြောက်သွားအောင် မလုံနိုင်တော့အာနေသွားအောင်တော့ဘေးတရေလုံးလို့မရဘူးလားဘုန်းကြီးတို့လက်မလောက်ရှိတဲ့ရှားကလေးကိုဒီဖန်ခွက်ထဲရေရှိတယ်အဲ့ဒီထဲလိုက်ပြီးတော့အစွန်းနဲ့မှုလိုက်အဲ့ဒီရေတောက်ကြည့်ဘာဖြစ်သွားမလဲငန်သွားတယ စားမှာပိတ်တဲ့အငန္တမရှိဘူးလားရှိပါဘူးလက်မလောက်ရှိတဲ့စားကလေးရေခွက်ထဲထည့်လိုက်ပြီးတော့စွန်းတဲ့မွေလာတောက်ကြည့်ငန်းနေအဲ့ဒီလက်မလောက်ရှိတဲ့စားကလေးကိုဟိုကြီးမားတဲ့အုတ်ကန်နဲ့ထည့်လိုက်ပြီးတော့မွေလိုက်တောက်ကြည့်ပိတ်တဲ့ငန်းသေးလားမငန်းပါဘူးဗျာဘာကြောင့်လဲရှင်များတော့အငန္တကပါဖြစ်သွားလေပြေသွားတာ စားမှာအငံတက်တော်ရှိတယ်နော်အဲ့ဒီအငံတက်ကပိတက်ရေပြောက်သွားတာဟုတ်ရလားမဟုတ်ဘူးရေများတော့အဲ့ဒီအငံတက်လေးကအပြော့သွားတာပြေသွားတာရေများရေနိုင်မိများမိနိုင်တဲ့အဲ့ဒီတဘာဝလေးလေးရှိတယ်လို့နားလည်တာဒါဆိုရင်အတိတ်ကမကောင်းမှုလုပ်ခဲ့လို့မကောင်းကျိုးရတာမှန်ပြီငါကန်ဆိုးတယ်လို့ညှိနေမဲ့အစားအဲ့ဒီကန်ဆိုးခွင့်မရအောင်အကျိုးပေးခွင့်မရအောင်ဘိတက်ရေတားဆီးလို့မရဘူးလား ဒါဆိုရင်ကောင်းမှုတွေများများလို့ဩဘံကွက်ထဲမှာတော့ရေလေးရနေတော့ပါလေလက်မလောက်ရှိတဲ့စားကလေးထဲလိုက်ငန်သွားတယ်အဲ့ဒါကိုရေတွေအများကြီးထဲအများကြီးထဲထဲပါများရင်အဲ့ဒီလက်မလောက်ရှိတဲ့စားကလေးတည် သူ့ရဲ့အငန်တက်ဟာပိတ်သားရဲ့ဘာဖြစ်သွားလဲပြေသွားတယ်ဒီတိုင်းပဲအတေကအကုသို့လုပ်ခဲ့လို့မကောင်းကျိုးရတာမှန်တယ်သို့သောပိဿုပံအချိန်မှာ မစ္စဘံခိုက်တက်မှာပေးတဲ့ရကမှုတွေများများလှုပ်လှက်ရင်အဲ့ဒီအကုသိုလ်တွေအကျိုးပေးလို့မရတော့ဘူးမပေးနိုင်တာမဟုတ်ဘူးမတိုးနိုင်တာပေးတော့ပေးတယ်သို့တော့ကုသိုလ်များတော့နော်အားနေသွားတယ်အဲ့ဒါကိုစပေကပြောထားတယ်နော် အသက်ရှိကြောင်းကောင်းမှုဆိုပြီးတော့အာရမရောပါဝနာရောပါရေစနာတေတုကရကပပင်စံဥဒ္ဒပါနိစံရေတတန်ဒီဥပတေယံ ဒေတံဒီဝါစာရတောဇာတရပုံညာဘဝတတိအာရမရောပါဥယင်ချံတဲ့စိုက်ပဲဝနာရောပါသစ်ပင်တွေစိုက်ပဲအာရမရောပါဝနာရောပါ ရေစင်နာတေတုကာရကတေတုကာရကတဒါခင်းပဲနော်လမ်းပြင်းပဲတဒါခင်းပဲအာရမရောပါဝနာရောပါရေစင်နာတေတုကာရကပပင်စံဥဒ္ဒပါနေစံ ရေတတန်တီဥပတယံရေတွင်းရေကတူးမယ်ဇယက်တစောင်းခူချောင်းပြတ်တဆောက်လုံးမယ်နောက်ဆုံးလေးတိုင်စဉ်ဝါတယ်လေးဆောက်ပြီးတော့လူလိုက်မယ်ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်တည်တဲ့လူသာအိပ်ပေမဲ့ကုသိုလ်ကမအိပ်ပါဘူးထာဝရကုသိုလ်ဖြစ်သွားတယ်။ဘာကုသိုလ်ကုမပြတနာတွေအမျိုးမျိုးတဲ့ဒုက္ခမျိုးကြုံရတယ်ဆိုရင် ငါကံဆိုးတယ်လို့ညီနေမေစာပေတရဲ့လက်မြတရခင်ယူရေရေကန်တုအဲ့ဒီလိုကောင်းမှုတွေလို့လို့မရဘူးလားနောက်ဆုံးထီလေးတလဲလူမဲဖနက်လေးတရလူပဲထီလူလူဖနက်လူဒါလေးပေတရဲ့ကိုယ့်ရဲ့ကံကိုပြင်းနေတာပဲဒါကြောင့်ကံဆိုးဒီကအရှင်ပြရမယ်အရမဟုတ်ဘူးအဲ့ဒီကံကိုပေတရဲ့ပြုပြင်လို့ရတယ်လို့ဒါလေးလည်းမှတ်ထားနော်ပြုပြင်လို့ရတယ်ဆိုအတိုင်းတာတော့ရှိတာပေါ့ တကယ်ကြီးမားတဲ့အကုသိုလ်ကံတွေတော့ဘယ်တည်းပြုပြင်လို့မရတော့မတုကတကပိတုကအဒန္တကတကဆိုတဲ့ဟိုပြင်မှုရင်၅မျိုးပေါ့နော်မတုကတကအမေတ္တတပိတုကတကဖေတ္တတအဒန္တကတကယဟန္တာတွေကိုတတ်တယ်ပြီးတော့ဗာလဲလောဟိတုပ်ပါတဲ့ကဘုရားကိုသွေးစိမ့်တရားလုပ်တယ်ဘုရားကိုတော့တတ်လို့မရဘူးမြတ်စွာဘုရားဆိုတာကတပါးသူတွေရဲ့လုံလောက်ကြောက်အသက်နော် သေယုံထုံးစံမရှိဘူးသို့သောထိကအထံရအနာတရဖြစ်အောင်လို့လုလို့ရတယ်အရှင်တဝရဟာကြောင်မောင်းဆင်းပြီးတော့ဒုတိယလှိမ့်ချတဲ့အခါမှာမြတ်စွာဘုရားခြေမတော်လေးထိကိုက်ပြီးတော့ဒံရအနာတရဖြစ်သွားတယ်အဲ့ဒါလောဟိတုတ်ပါတကားတဲ့သွေစိမ်ထွက်သွားအောင်ဒံရဖြစ်စေတဲ့ပြစ်မှုအဲ့ဒီလိုပြစ်မှုမျိုးဆိုတော့ဘိနေရဲ့အဲ့ဒီပုဂ္ဂိုလ်ဒီဘာကောင်းမှုလုံးလုံးမလွတ်နိုင်တော့ဒါပြောတာနော် ပြီးတော့တန်ခဗေရေကတန်ခအသိခွဲတယ်ဓမ္မကိုအဓမ္မအဓမ္မကိုဓမ္မဝိနည်းကိုအဝိနည်းဝိနည်းကိုအဝိနည်းဝိနည်းမဟုတ်ဒီကိုဝိနည်းဝိနည်းဟုတ်ဒီကိုဝိနည်းမဟုတ်ဘူးဆိုပြီးတော့ပြောင်းပြန်ပေါ့နော်ဒီလိုလုပ်လိုက်မယ်ဆိုရင်အဲ့ဒါပါလေတန်ခဗေရေကတကယ်တော့တန်ခဗေရေကတန်ခသိခွဲတယ်ဆိုတာလေဓမ္မကိုအဓမ္မဖြစ်အောင်ပြောင်းပြန်လုပ်တယ်လို့ဒီလိုပြောရ အဲ့ဒီပြင်းမှုကြီးတွေလွန်ကျိုးလိုက်ရင်တော့ပေးသေးဘဝအဖတ်ဆယ်လို့မရတော့ဘူးเนาะကုသကံဘလောက်လှုပ်လို့အဲ့ဒီပုံကုတ်ဒီငရဲကမလွတ်နိုင်ဘူးငရဲကိုမုတ်ချကျိတ်တည်ကြားလိမ့်မယ်သို့တော့တာမပြင်းမှုလေးကတော့အဲ့ဒီပြင်းမှုလေးရဲ့အကျိုးတရားပေါ့မကောင်းမှုရဲ့မကောင်းကျိုးတရားလေးကိုတော့ပေးသေးရအကျိုးပေးခွင့်မရအောင်တားလို့မရဘူးလားဒါကြောင့်ကံဆိုတာအရှုံးပေးရမယ့်အရာမဟုတ်ဘူးပြုပြင်ရမယ့်တရားလို့ဒါလေးမှတ်ထား ဝတ္တပါမင်းတရားကြီးကြည်လိုက်ဘယင်ဖြစ်တော့ပုံနာရီခေါ်ပြီးတော့စာတာကြည်ခိုင်းတယ်ပုံနာရီကစာတာကြည်ပြီးတော့တွက်ချက်တယ်ပေါ့နော်ဘယ်ကုနှစ်ဖွာလဲဘယ်အချိန်ဖွာလဲဖွာတဲ့အချိန်မှာဘယ်ဂျူရောက်နေလဲဘာဘဂျူလားဘာဂျူလားပေါ့ဘာဖွာလဲအတိုက်ဖွာလားရာစာဖွာလားပူတီဖွာလားဆိုပြီးတော့အဲ့ဒါတွေတွက်ချက်မျက်နှာတွေညှို့သွားတယ်ချင်းနေမကောင်းလို့ ဲ့တော့ဘင်းကြီးကသိတယ်ဘုနာကြီးတို့အဲ့ဒီတွတ်ချက်တဲ့အတိုင်းနော်တေချာဟောပါဘာမှတကားတဲ့ပရိယေနဲ့ရှောက်เสียမလိုဘူးအမှန်တိုင်းသာတန်တော်ဥတင်ကြဆိုတော့ပုံနာတွေကအဲ့ကျမှတကားတဲ့မင်းတရားကြီးကိုအမှန်တိုင်းတန်တော်ဥတင်တယ်မင်းတရားကြီးတဲ့ဟောဒီဇာတာကွင်အယဆွင်တော့မင်းတရားကြီးရဲ့မင်းတရားကြီးရဲ့ကမိတော်များလို့တက်တန်းစီစီနေရာမှာမဟုတ်ဘူးဆယ်စုနှစ်ဝန်းကျင်လောက်ပဲနေရာလိမ့်မယ် ပုံနာတွေကဘေရင်တွက်ပြီးတော့ဟောကိန်းထုတ်လိုက်တယ်။ဆယ်စုနှစ်တခုပဲတဲ့။တနေ့လည်းဖြစ်ချင်းဖြစ်မယ်၊နနေ့လည်းဖြစ်ချင်းမျိုးအလုံးစုံ9နှစ်10နှစ်ပေါ့။အဲ့ဒီတည်းမလွန်နိုင်ဘူးဆိုပြီးတော့မင်းတရားရဲ့ဇာတာကို ကြည့်ပြီးတော့နော်ပုံနာတွေကဘေရင်ဟောလိုက်တယ်။အဲ့တော့မင်းတရားရဲ့စိတ်ထံကြက်မသွားဘူး။ကံဆိုတာကလည်းပြင်လို့ရတယ်နော်။ကံဆိုတာအရှုံးပြရမယ့်အကြောင်းပြင်လို့ရတယ်။ ဲ့တော့ငါ့ရဲ့ကံအခုအားနေနေငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့ဆရာတော်တန်ခါတွေသွားမေးရှင်ဘုရားတို့အသက်ရှိကြောင်းကောင်းမှုရှိပါသလားဘုရားအဲ့တော့ဆရာတော်တန်ခါတော်မြတ်ကခုနပြောခဲ့တဲ့နော်ဂါထာလေးရုပ်ဖတ်ပြီးတော့ပြောပြလိုက်တယ်လမ်းမြေတရာခင်ရေရင်ရေကန်တို့ထီလူမဲ့ဘနတ်လူမဲ့နောက်ဆိုလေးတဲ့နဲ့ဝါးတဲ့ကြောင်းလေးဆောက်ပြီးတော့လူမဲ့ဒါဆိုမင်းတရားကြီးအဲ့ဒါအသက်ရှိကြောင်းကောင်းမှုပဲအဝန်တာသွားတယ်ဒါဆိုရင်ငါအသက်တန်းနော် ဆယ်စုနှစ်ပဲနေရမှာတဲ့ကေပါလီနေရတဲ့ခိုက်တံလေးမှာငါ့အတွက်ကုသိုလ်ဖြစ်စေဖို့ကောင်းမှုတွေလုပ်မှပဲဆိုပြီးတော့မင်းတရားကြီးဟာလမ်းပြင်တရားခင်ယူရည်ရေကန်တူစတဲ့ကောင်းမှုတွေလှုပ်လိုက်တာ10နှစ်လည်းမကဘူးအနည်း20လည်းမကဘူးအနည်း30လည်းမကဘူး44နှစ်ထိနန်းစည်းစိမ်ခံစားရတယ်ဖီရင်ဘာဖြစ်သွားတကယ်တော့ဘိန်းတဲ့ဖီရင်ကမားတာမို့ကုသိုလ်ကနေတားဆီးလိုက်တာနော် ဟိုဗေရင်ကြောင့်ညင်တဲ့ပုံနာတွေကတော့ဒီဇာတာကိုကြည့်ပြီးတော့ဟောကင်းထုတ်လိုက်တာမှန်တယ်။သူတို့ရဲ့ဟောကင်းကတော့မမှားဘူးသို့သောအဲ့ဒီအကျိုးပေးမဲ့เนาะမကောင်းကျိုးပေးမဲ့အကုသိုလ်ကံကိုကိုကကုသိုလ်နဲ့ဘာလုပ်လိုက်တယ်။တားဆီးလိုက်တယ်။ဒါကြောင့်ပေတဲ့ကြီးကံဆိုတာပြင်လို့မရဘူးလား။မရပါဘူး။ဒါကြောင့်ကိုယ်မှာပြဌနာတစုံတစ်ခုတွေးပြီးဒုက္ခတစုံတရာတွေးပြီးဆိုရင်ကံဆိုတယ်လို့ညီမနေပဲကံကောင်းအောင်ပြင်လိုက်ကြကံဆိုတာ ပြင်လို့ရတယ်လို့ဒါလေးမှတ်ထားရမယ်နော်ကံနဲ့ပေးတဲ့ပေးတဲ့ပေရင်ကတော့အမှန်နဲ့ဟောတာပဲသို့သော သူ့ရဲ့တွက်ကင်းကိုမှတ်သွားအောင် သူ့ရဲ့တွက်ကင်းကိုလွတ်ချော်သွားအောင်ပေါ့ဒီတန်းလေးနေမယ်ဆိုတော့ပေးတဲ့မကောင်းချက်ကပေးမှာပဲတတန်းရှိနေရမှာမဟုတ်ဘူးသို့သောကိုကကုသိုလ်နဲ့တန်းလိုက်တဲ့အခါမှာအတိတ်ကပလာတဲ့အကုသိုလ်တွေအကျိုးပေးလို့ရသေးလားကံတွေကအများကြီးပဲလေကံနဲ့ပဲအကျိုးပေးခွင့်ရမလဲနော်ကံဆိုတာအကျိုးပေးနိုင်စွမ်းတော့ရှိတယ် သို့တော့ကံနေကအများကြီးပဲအများကြီးဆိုတော့ကံနေအကျိုးပေးခွင့်လို့အကျိုးပေးလို့မရဘူးကံနေအကျိုးပေးမယ်ဆိုရင်လည်းပဲဘဝတဏ္ဍခိကဘယ်တော့မှပြီးဆုံးမှာမဟုတ်တော့ဒါကြောင့်အကျိုးပေးနိုင်စွမ်းရှိတဲ့ကံတရားတွေကိုအကျိုးပေးခွင့်မရအောင်တော့အတိုင်းတာတစ်ခုထိဒါစီလို့ရတယ်လို့ဒါလေးမှတ်ထားရမယ်။ဒါကြောင့်စာပေကပြောတယ်ယတ္တဗမ္မကတံကမ္မံကုတလေနပိရိယတိ သောမန်လောကံပပတိတိအပ္ပမုတ်တော်ဝါစန္ဒီမာယတအခြင်းပုဂ္ဂိုလ်တိကတံပြုလုခဲ့သောဘာပံကမ္မံအကုသိုလ်ကံကိုကုတလေနာကုသိုလ်ဖြင့်ပိတိယတိပိတ်ဆိုလိုက်ပါပေ၏အတိတ်ကအကုသိုလ်လုခဲ့တယ်ဒါပေမဲ့အဲ့ဒီအကုသိုလ်ကိုကောပါတယ်ကုသိုလ်နဲ့တားဆီးလိုက်တယ်ကုသိုလ်နဲ့တားဆီးလိုက်တော့ဘယ်လိုလဲအဲ့ဒီအကုသိုလ်ကံတွေအကျိုးပေးခွင့်ရသေးလား ယတာချင်းပုဂ္ဂိုလ်ဒီကတံပြုလုပ်ခဲ့သောပပံကမ္မအကုသိုလ်ကံကိုကုသလေနကုသိုလ်ဖြင့်ပိတိယတိပိတ်ဆိုလိုက်ပါပေ၏သောပုဂ္ဂလထိုပုဂ္ဂိုလ်သည်အဘတိန်တိုင်းမှမဟုတ်တော်လွန်မြောက်လာသော စန္ဒီမှဤဝါလာမင်းလိုပဲတိန်တိုင်းမှလွန်မြောက်လာတဲ့လာမင်းလိုပဲဤမလောကဟောဒီလောကကြီးကိုပပတိတိတင့်တယ်စေတယ်ဣတိဣတုဘဂဝါ ဘုန်းတော်ကြောင့်ဘတ်ခင်ဘုရားရှင်ကိုတော်မြတ်သည်ကတိတိကောင်းစွာမဲ့တွေမင်းကြတော်မူခဲ့ပါပေတည်း